Excuse me, can you tell me how to get to the train station? Excuse me, can you tell me how to get to the train station? Excuse me, to say that. Can you tell me how to get to the train station? ရထားပူတာကိုဘလို့သွားလို့ရလဲပြောပြပေးလို့ရမလားဒီနေရာမှာရထားပူရာနေရာမှာအခြား hospital, restaurant, bookshop စသဖြင့်အစားထိုးပြီးတော့သုံးလို့ရပါတယ် Sure go straight down this street sure ဆိုတာရပါတယ်ဒါပေါ့လို့အဓိပ္ပာယ်ရပါတယ် go straight ဆိုတာတက်တက်သွားပါ down this street ဆိုတာဒီလမ်းအတိုင်းတက်တက်သာရှောက်သွားလိုက်လို့ပြောတာပါ okay အဲ then what ဆိုတော့ပြီးတော့ရောလို့ဆိုလိုတာပါ turn left at the traffic lights turn left at the traffic lights မီးပွင့်ရောက်တဲ့အခါကျရင်ဘယ်ဘက်ကိုချိုးပါလို့ပြောတာပါ turn left ဆိုတာကဘယ်ကိုချိုးပါအကယ်၍ညာချိုးလို့ပြောချင်ရင် left နေရာမှာ right ဆိုပြီးတော့မှထည့်လိုက်ပေါ့နော်အဲ့ဒါဆိုညာဘက်ကို꿰ပါညာဘက်ကိုချိုးပါဆိုပြီးတော့ဖြစ်သွားပါတယ်မိပွိုင်းရောက်တဲ့အခါကျရင်ဆိုရင် at the traffic lights မိပွိုင်းကို traffic lights လို့ခေါ်ပါတယ် got it is it far got it is it far got it ဆိုတော့ သဘောပေါက်ပါပြီပေါ့ uh, is it far ဆိုတော့ဝေးလားအခုနေရာကနေဝေးလားဆိုရက်ဒိတ်ပဲပါ not really it's about a 10 minute walk not really it's about a 10 minute walk not really ဆိုတာကကြတော့အရန်ကြီးမဝေးပါဘူး really r e a l l y really ဆိုတာကကြတော့အမှန်တကယ်ပဲအရှိမ not ထည့်ထားတဲ့အတွက်ကြောင့်မလို့အဲ့လောက်ကြီးမဝေးပါဘူး it's about a 10 minute 10 minute လောက်တော့ walk ဆိုတာ10 minute လောက်လမ်းလျှောက်ရတယ်လို့ပြောတာပါ thank you so much thank you so much ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောတာပါ you're welcome have a safe trip you're welcome ဆိုတာတရားရောက်က thank you လို့ပြောတဲ့ခါကျရင် you're welcome လို့ပြန်ပြောလို့ရပါတယ် have a safe trip ဆိုတာတော့ကောင်းမွန်တဲ့ခရီးလေးဖြစ်ပါစေလို့ပြောတာပါ ဒါလို့ဆိုလို့ရှိရင်တယောက်ယောက်ကရမ်းမေးလို့ကိုကပြန်ဖြေရတဲ့အခါမှာဘယ်ကိုညာကိုဆိုပြီးတော့မှအလွယ်တကူနဲ့ပြန်ပြီးတော့မှဖြေတတ်ပြီလို့ထင်ပါတယ်။ပိုကောင်းတဲ့ဗီဒီယိုနဲ့တွေ့ကြပါမယ်။ရွှေ Education ကအင်္ဂလိပ်စာသင်တန်းလေးသိချင်တယ်ဆိုရင် comment မှာ SHWE ဆိုပြီးတော့မှ man ခဲ့ပေးပါ။လာပြီးတော့မှဖြေပေးပါမယ်။ Bye bye ပါရှင်။